်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်တပ်ဖွဲ့ရခိုင်ပင်လယ်ပြင်အနီးဝင်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နောက်ဆုံးရသတင်းများအရာအမေရိကန်တပ်ဖွဲ့သည်အိန္ဒိယသမုဒ္ဒရာဒေသရှိပင်လယ်နယ်နိမိတ်များအနီးတွင်စစ်ရေးလှုပ်ရှားမှုများတဖြည်းဖြည်းတိုးလာနေပြီးထို့အတွင်းရခိုင်ပြည်နယ်ဘက်သို့တိုက်ရိုက်သို့မဟုတ်အနီးကပ်စွာဝင်ရောက်လာနေကြောင်းအချို့သောနိုင်ငံတကာသတင်းဌာနများမှသတင်းဖော်ပြခဲ့ကြသည် အဆိုပါအဖြစ်ပြက်သည့်တရုတ်နိုင်ငံ၏အာဏာသက်ရောက်မှုကိုထိန်းချုပ်ရန်နှင့်အရှေ့တောင်အာရှဒေသအတွင်းစီရီနှင့်စီးပွားရေးအင်အားချိန်ညှိမှုကိုပြန်လည်ညှိနှိမ်မှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်းသုံးသပ်မိကြသည်အမေရိကန်ဘက်မှရခိုင်ပြည်နယ်နယ်နိမိတ်အနီးတွင်စစ်သင်္ဘောများနှင့်တယ်ယူပို့ဆောင်ရေးသင်္ဘောအချို့ကိုတပ်တန်းတို့အတွင်ချထားသည်ဟုဆိုကြပြီးထိုအနေထားသည့်တရုတ်နိုင်ငံ၏ကြောက်ဖြူစီးပွားရေးဆောင်နှင့်စီပိုင်လိုင်းစနစ်များအပေါ်တက်ရောက်မှုရှိလာမည်ဟုခန့်မှန်းနိုင်သည် လက်ရှိတွင်မြန်မာနိုင်ငံအတွင်းတွင်တမတော်နှင့် AA တပ်ဖွဲ့အကြားတိုက်ပွဲများပြင်းထန်လာနေပြီးအချို့ဒေသများတွင်အစိုးရအဖွဲ့အစည်းများထိန်းချုပ်မှုလျော့နေလာနေသည်ထိုအချိန်အခါတွင်အမေရိကန်တပ်ဖွဲ့ကရခိုင်ဘက်သို့စစ်ရေးအခြေချနေရတခုအဖြစ်ဝင်လာခြင်းသည်ဒေသအတွင်းလုံခြုံရေးခြေနေကိုမတည်ငြိမ်အောင်ပြောင်းလဲစေနိုင်သည့်အရာတခုဖြစ်လာသည်တပ်ဖက်ကတရုတ်နိုင်ငံအတွက်လည်းရင်းအဖြစ်ပြက်သည်မှလာပြီး အမေရိကန်တပ်ဖွဲ့၏လှုပ်ရှားမှုသည်တရုတ်၏လမ်းကြောင်းစီးပွားရေးအထူးအမြတ်များနှင့်ပင်လယ်အထောက်အထားစီးပိုက်လိုင်းများကိုချိုးတက်မှုဖြစ်လာစေနိုင်ခြင်းကြောင့်တရုတ်ဘက်မှတုံ့ပြန်မှုများမြင်းမြန်ဆန်ဆန်ထွက်လာနိုင်သည်အခြားတစ်ဖက်တွင်အိန္ဒိယကလည်းမလေးရှားနှင့်ဘင်္ဂလားဒေ့ရှ်တို့အကြားလုံခြုံရေးအင်အားတိုးလာခြင်းကိုစိုးရိမ်နေကြသည်နိုင်ငံတကာသုံးသပ်သူများအနေနဲ့လည်းယခုအကြောင်းအရာသည်တာမန်စစ်ရေးလှုပ်ရှားမှုအနေနဲ့သာမရှိဘဲနိုင်ငံရေးအနှက်အဋိပဲအပြည့်အဝပါဝင်နေကြောင်းပြောကြသည် အချို့တုံသက်သူများကအမေရိကန်သည်မြန်မာပြည်အတွင်းရှိလူသားအခွင့်အရေးပြဿနာများအပေါ်ထောက်ခံမှုဖျက်သရန်အခွင့်အလမ်းအဖြစ်ယခုအချိန်ကိုရွေးချယ်ထားကြောင်းဆိုတော့လေအခြားတပ်ဖွဲ့များကတော့ယင်းသည်ဒေသအာဏာချိန်ညှိမှုအတွက်စီးရင်နောက်ခံပြုလှုပ်ရှားမှုဖြစ်ကြောင်းရှင်းပြကြသည်ရခိုင်ပင်လယ်ကမ်းအနီးတွင်စစ်သည်ဘောအချို့တပ်တန်းတို့အတွင်ထက်ခါထက်ခါပေါ်ပေါက်လာနေပြီးဒေသခံများကလည်းအင်အားကြီးနိုင်ငံများပြိပခတဲ့ဝင်လာခြင်းကိုစိုးရိမ်စွာကြည့်နေကြသည် ရှခင်ကလေးကအမေရိကန်နှင့်တရုတ်တို့အကြားအာရှပင်လယ်ဒေသအတွင်းအင်အားပြိုင်ဆိုင်မှုများရှိခဲ့ကြပြီးယခုအချိန်မှတော့ထိုပြိုင်ဆိုင်မှုသည်မြန်မာပြည်နယ်အတွင်းသို့တဖြည်းဖြည်းနီးကပ်လာနေသည်ထိုအခြေအနေသည်ဓာတ်ရိုက်စစ်ဖြစ်ပွားမှုမဖြစ်သေးတော့လေနိုင်ငံတကာ အာဏာချိန်စနစ်ကိုပြောင်းလဲစေနိုင်သည့်အစာပြုအဖြစ်တွေးတောရမည်ဖြစ်ပြီးမြန်မာနိုင်ငံအတွက်လည်းလုံခြုံရေးစီးပွားရေးနှင့်နိုင်ငံရေးနယ်ပယ်များတွင်အကျိုးသက်ရောက်မှုအကြီးအကျယ်ရှိလာမည်ဟုခန့်မှန်းရသည်အနာဂတ်အတွင်းမှာရခိုင်ပြည်နယ်အနီးရှိ ပင်လယ်နယ်နိမိတ်တလျှောက်အင်အားကြီးနိုင်ငံများ၏စစ်သင်္ဘောများပုံမှုတိုးလာပါကဒေတာအတွင်တိုက်ပွဲများပြင်းထန်လာနိုင်သည့်အန္တရာယ်လည်းရှိနေသည်။ရခိုင်အခါမှာတော့နိုင်ငံတကာ၏မျက်စိများအားလုံးရခိုင်ဘက်သို့ညွှန်နေပြီးအမေရိကန်တပ်ဖွဲ့၏လှုပ်ရှားမှုများသည့်နောက်ပိုင်းတွင်နိုင်ငံရေးပြောင်းလဲမှုများ၏အစစ်အမှန်စတင်ကျက်ဖြစ်လာနိုင်ကြောင်းသုံးသပ်သူများကသတိပေးကြသည်။ဆလပီမြန်မာပြည်သူတွေကိုကူတက်ပေးနေတဲ့နိုင်ငံတကာ ဝေးတော့လက်မဆက်ပြီးမိုးပေါ်ကကျလာတဲ့ဘုံသီးတွေကြောင့်ဘဝကူးသွားနိုင်ကြောင်းတော်လန်ရေးစိုးမိုးထိန်ချုပ်ဒေတာတွေမှနေတဲ့ပြည်သူတိုင်းကကောင်းကောင်းသိကြတယ်။ဘယ်သူမဆိုအချိန်မရွေးသေသွားနိုင်တဲ့ကြောက်မှတ်ဖွဲခစ်ဆိုးကြီးတဲ့ကြားရောက်နေတာကြောင့်ကိုတက်ကိုကံရဲ့အလိုတော်အတိုင်းကံကိုယ်တော်ပုံအပ်ထားရတော့တယ်။ပေချိန်ရောက်လာမယ်မှမသိတဲ့စေအုပ်စုမိစားလေးရင်တွေကအသက်ကိုညံလဲမဆောင်နိုင်ကြအောင်ရုပ်တရက်တစ်ချက်မှအပိုင်းပိုင်းပြက်တည်ကြရရှာတဲ့ဘဝပေါင်းများစွာကဥပမာပေးခဲ့တယ်။ ဖရာရိတ်တရားရိတ်ဘုံကြီးကြောင်ရိတ်ကိုလည်းစစ်တပ်ဘုံကျဲလို့သိရတယ်။ကျွန်တော်ကျမစစ်ပေးဆောင်ပြည်သူတွေပါလို့အလံဖြူထောင်ပြလဲချဲမှာပဲ။ကြောင်ထဲမှာစာအန်နေတုံးလဲဘုံကျဲတက်ခန့်ရတာပဲ။စတိတ်ရှိုးကြီးနေတုံးလဲတင်းမင်းကရုပ်ကြီးပေါက်ချလာတာပဲ။ဒီပဲရင်မြို့နယ်တွေကလက်ရက်ကုန်းညစာတင်ကြောင်လေးကြောင်တိုက်ခိုက်ခံရစဉ်ကမြေပြင်မှာကြောက်အားလှန်အားပြေးလွှားနေတဲ့ကလေးငယ်တွေကိုမြင်းနေရက်နေဝေဟင်ကနေရရက်ဆက်ဆက်ကန်းကုံအောင်တွေစိတ်ကြိုက်ဖြစ်ခံ။ စက်တင်ဘာ12ရက်၎င်းကျော်အချိန်ကြောက်တော်မြို့နယ်တရက်တပင်ရွာပုဂလိကအထက်တန်းကျောင်းကကျောင်းသားလေးတွေအိမ်မောကျနေချိန်စစ်တပ်ကပုံချဲချခဲ့တာကြောင့်တီလို့တင်မှန်းပင်မတိလိုက်ပဲအယောက်20ကျော်တည်ဆုံးကြရာအာနာနဲ့ပတ်သက်လာရင်ကိုမယာကိုသားခုဆွေမျိုးကလွဲလို့ဘသူကိုမစို့ဘုံချဲတက်ဖြတ်ဖို့ရာဝင်လေးမှမဟုတ်ကြောင်းစစ်ဘိုလ်ချုပ်တို့ရဲ့ရရက်ဆက်ဆက်တက်တည်ပြချက်များ ညာလင်းတက်သူတေသနာအဖွဲ့ရဲ့ဒီနှစ်မေလကနေစက်တင်ဘာလကုန်ပိုင်းအထိအပတ်စဉ်ထုတ်ပြန်နေတဲ့စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုတွေကိုလှန်လို့ကြည့်ပြီးတော့ပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုကတော်လန်ရေးအင်အားစုတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုနဲ့ထိတွေ့တိုက်ပွဲတွေအတွင်လေကြောင်းတိုက်ခိုက်မှုနှစ်ခုပေါင်းထက်အကျဉ်းရေးပုံများနေတာတွေ့ရတယ်ညာလင်းတက်သူတေသနာအဖွဲ့ရဲ့၂၁ပတ်တာထုတ်ပြန်ချက်ထဲမှာ၃ပတ်တာအရက်သားပြည်သူအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ်ကတော်လန်ရေးအင်အားစုနဲ့တိုက်ပွဲအတွင်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အောက် အနေငယ်ရှုံနေနေတာတွေ့ရပြီးကျန်ဆက်ရှစ်ပတ်စလုံးမှာပြည်သူအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုကအများဆုံးဆက်ရှစ်ပတ်ထဲမှာ၁၀ဘက်ကပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ်ကဒေါ်လန်ရေးအုပ်စုနဲ့တိုက်ပွဲအတွင်၄ကြောင်တိုက်ခိုက်မှုဖြစ်စဉ်စုစုပေါင်းရဲ့နှစ်ဆနဲ့အထက်ပြည်သူကိုပြစ်မှတ်ထား၄ကြောင်တိုက်ခိုက်တပ်ဖြတ်မှုကအဲ့ဒီလိုကြောင်မတ်ဖွဲ့များမှများ2025ခုနှစ်ဇန်နဝါရီကနေဧပြီလအထိလေးလတာမှစစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း936ခုကျူးလွန်ခဲ့တာကြောင့် ီးညတရက်ကို၄ချောင်းတိုက်ခိုက်မှု9ခုကြုံဖြစ်စဉ်ပေါင်း936ခုထဲမှာအယက်သားပြည်သူတွေကိုပြစ်မှတ်ထား၄ချောင်းတိုက်ခိုက်မှုက62ရာခိုင်နှုန်းကျော်ရှိပြီးပြည်သူ621ဦးသေဆုံးက1292ဦးဒဏ်ရာရခဲ့တယ်လို့လည်းညံလင်းသစ်သူတေသနာကဆိုပါတယ်ပြီးတော့ဇန်နဝါရီခါနေဧပြီလအထိလူ9ဦးနဲ့အထက်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်အနည်းဆုံးအခု9စိန်စစ်တပ်ကကျူးလွန်ခဲ့ရမှာ34ခုက၄ချောင်းတိုက်ခိုက်မှုဖြစ်လို့စစ်တပ်ဟာပြည်သူကိုပြစ်မှတ်ထားတဲ့၄ချောင်းတိုက်ခိုက်မှုတွေကို အများဆုံးကျူးလွန်နေပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်သာပြည်သူတွေအများဆုံးသေဆုံးခဲ့ရတာထင်ရှားပါတယ်။ဘာကြောင့်စစ်တပ်ကအရက်သားပြစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုပုံမပြုတ်လုံနေရတာပါလဲ။လေကြောင်းတိုက်ခိုက်မှုကိုတော်လန်ရေးအင်အားစုတွေကတံပြန်ဟန်တာနိုင်စွမ်းမရှိတာကြောင့်အနောက်အရှေ့ကင်းကင်းနဲ့တိုက်ခိုက်နိုင်တယ်လို့လေကြောင်းတိုက်ခိုက်မှုကြောင့်လူအသေးအပြောက်လည်းများနိုင်ပါတယ်။ဒါကြောင့်လေကြောင်းတိုက်ခိုက်မှုဟာအကုန်ကြများပေမဲ့ထိရောက်မှုရှိတာကြောင့် ပြည်သူနဲ့ຫນွေဥတော်လန်ရေးကြဆက်နွယ်မှုတွေကိုလေးချောင်းတိုက်ခိုက်ခြင်းနှီးနဲ့အဆက်ဖြတ်နိုင်အောင်စီအုပ်စုကကြိုးပမ်းနေခြင်းပါပဲ။တော်လန်ရေးထိန်းချုပ်နေမြေအတွင်ကပြည်သူတွေစိတ်ရောကိုယ်ပါခြုံခြုံချစောက်တီရမရဖြစ်နေအောင်စီအုပ်စုကမဟာဗျူဟာမြောက်အားဆိုင်လှုပ်ဆောင်ကြလို့ဆိုရင်လည်းမမှားပါဘူး။တော်လန်ရေးထိန်းချုပ်နေမြေတွေကပြည်သူတွေစိတ်အေးလက်ရေးစီးပွားရေးလုံးလို့မရယုံတင်မကစစ်တပ်ကစစ်ကြောင်းထိုးပြီဆိုရင်ရှီစုမဲစုအထုပ်လေးပိုက်ခါစစ်ကြောင်းအပြေးရှောင်ရာ မပြေးနိုင်လို့ရွာထဲကျန်နေရင်အရှင်လက်လက်မိရှုအသက်ခံရတဲ့အထည်အဖြစ်ဆိုကြရရွာထဲမှာပြည်သူတွေမရှိလေရှိသမျှပစ္စည်းတွေကိုလူရက်ပြီးနောက်အိမ်ပင်မိရှုဖျက်ဆီးခြင်းဟာအောက်ခြေစစ်သားတွေကကိုယ်တော်နဲ့ကိုထင်ရဆိုင်ကြခြင်းမဟုတ်ပဲနေပြည်တော်ရဲ့ညွှန်ကြားချက်အရလှုံ့ဆော်ကြခြင်းဖြစ်ပါတယ်။စေအုစုကပြည်သူတွေစားရမယ့်တောက်ရမယ့်အိမ်ခြေရမယ့်ဘဝတို့ရောက်အောင်ရည်ရွယ်ချက်ရှိရှိစစ်ကြောင်းထိုးဖျက်ဆီးရုံနဲ့မကရည်ရွယ်ချက်ရှိရှိရက်သေးရွာထဲလေးချောင်းကနေပုံကျဲချောင်းတော်လန်ရေးဆိုတာကြီးကြောင့်ငါတို့ဘဝတွေတစားစီဖျက်ဆီးခဲ့လေခြင်းလို့ ြည်သူတွေနောင်တရလိမ့်မလားစစ်ဘုတ်ကျုပ်တို့စိတ်ကူးယဉ်ကြည်ခြင်းဖြစ်ပြီးဒေါ်လန်ရေးဆိုတာကြီးကိုပြည်သူတွေစက်မတွေးရဲချားကိုမကြားချင်တော့တဲ့အထိဖြစ်သွားစေခြင်းပုံပါပဲအဲ့ဒီလိုမဖြစ်ခဲ့ရင်တောင်မနဲ့ပြန်ဘာနဲ့စားရမလဲလို့တွေးဖို့နေရတဲ့ပြည်သူဒေါ်လန်ရေးကိုရုပ်ဝတ္ထုပိုင်းဆိုင်ရာဘာဆိုဘာမှမကူညီနိုင်တော့ရုံမကစစ်ပေးတဲ့ပြည်သူတွေရဲ့ဝင်ဒေါ်လန်ရေးတက်တွေစီပြီးကြလာအောင်စေအုပ်စုကရည်ရွယ်ပုံပါပြည်သူတို့ရဲ့ကဘာမကြီးတဲ့တူတူခါခါမုံတိမှုကိုစစ်တပ်ကရရှိခဲ့ပေမဲ့မထူးဆက်ခင်းနေတဲ့စစ်ဘုတ်ကျုပ်တွေကဘယ်ကယူးဆိုင်ပါမလဲ။ သူတို့ယူမှန်ချက်နဲ့အရေးကြီးတဲ့စိတ်တစ်ပိုင်းဖြစ်တဲ့စစ်ပေးတဲ့ပြည်သူတွေရဲ့တော်လှန်ရေးအတွက်ရုပ်ဝတ္ထုအကူအညီတိတိတတ်တာထိုးချသွားရုံနဲ့မကစစ်ပေးတဲ့ပြည်သူတွေကိုတော်လှန်ရေးအင်အားစုတွေကတက်နိုင်သမျှပြန်ကူရတာတွေတော်လန်ရေးရန်ပုံငွေတဲကနေစစ်ပေးတဲ့ပြည်သူတွေအတွက်ဘာချက်တီးတန့်ထားရတာတွေလေချောင်းရန်ကောက်ွယ်ရေးအတွက်ဘုံခိုချင်းတူရတာတွေညီအောက်စာတင်ကြောင်းနဲ့ညီအောက်ဆေးရုံတိဆောက်ရတာတွေစားတဲ့အရာတွေအတွက်ကုန်ကြစရိတ်အဝဝတွေကြောင်းတနက်နဲ့ကြီးစံဝယ်ဖြစ်ရမှာရောပါသွားစေခဲ့တဲ့အတွက်အဲ့ဒါဟာစေအုပ်စုအတွက်အမျက်ထွက်စေပါတယ် ဒါပြင်မြန်မာနိုင်ငံအခြေစိုက်ကုလလက်အောက်ခံအဖွဲ့အစည်းတွေကနေရစွန်ခွာစစ်ဘေးတက်ပြည်သူအရေးအတွက်ကိုထုတ်ပြန်နေပေမယ့်စစ်ဗိုလ်ချုပ်တွေညွှန်ညင်မာဆိုတာကြောင့်စစ်ဘေးဒုက္ခသည်တွေကိုထိရောက်တဲ့အကူအညီမပေးရခြင်းကလည်းရှေ့သို့ချီနေတဲ့ຫນွေဦးဒေါ်လာရေးကိုရသလောက်အားနဲ့ဆွဲထားသလိုပါပဲနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့စစ်အုပ်စုကြောင့်စစ်ဘေးတက်ပြည်သူတွေကြုံတွေ့နေရတဲ့ဒုက္ခဟာ စကလုံးနဲ့ထုတ်ဖို့ဖွင့်ဆိုဖို့တောင်မလုံလောက်မှန်ကောင်းကောင်းသိတယ်လို့စေအုပ်စုရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်မြန်မာပြည်သူတွေတောက်တော့လေတည်ကြည်ထရန်ရနေတာကိုလည်းဗဆက်အဟောင်းသားနဲ့ကောင်းကောင်းသိကြပါရယ်မြမအရေးအာဆီယံဘုံသဘောတူညီချက်၅ရက်ဆိုတာမင်းအောင်လိုက်အမိုက်ချင်းနဲ့ရောက်နေတဲ့စက္ကူဆုံးမြတာဖြစ်ကြောင်းနိုင်ငံတကာအတိုင်းဝိုင်းကအသေးချာသိပေမဲ့အဲ့ဒီဘုံသဘောတူညီချက်၅ရက်ကိုဆက်လက်ထောက်ခံခြင်းဒီနဲ့မြမຫນွေဦးကိုလှစ်လူရှုထားပါရယ်အနောက်အုပ်စုရဲ့စီးပွားရေးပိတ်ဆို့မှုတွေဟာလုံလောက်မှုမရှိကြောင်းနေစဉ်စိတ်ကြိုက်ဖြုံးနေတဲ့ လူသက်လက်နက်တွေကတက်တည်ခံနေပါတယ်။ပြင်းထန်စွာကန့်ကွက်ရှုံချကြောင်းထုတ်ပြန်ချက်တွေဟာနေပြီးတော့စစ်ဘုတ်ချုပ်တွေအတွက်ဟာတာဖြစ်နေကြောင်းလည်းနိုင်ငံတကာအတိုင်းဝိုင်းကကောင်းကောင်းသိပါတယ်။ဒါပေမဲ့စစ်ဘုတ်ချုပ်တွေအတွက်သက်ဆိုးရှိစေပြည်သူတက်လျင်တွေရဲ့တောင်းပန်တွေကိုရိုက်ချုံးနိုင်ပေတစုံတရာနီလန်းရှာဖို့တောင် ပြက်ကွက်နေတာလည်းနိုင်ငံတကာပါပဲ။ကုလသမဂ္ဂထိတ်တန့်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကဒီနှစ်ဇူလိုင်လအတွင်းထုတ်ပြန်လိုက်တဲ့ ဗရဏဆက်ယုံမြန်မာစစ်တပ်ရဲ့ဝေဟင်ပုံးတွေထုတ်လို့ရတဲ့အတွက်တရုတ်ရဲ့ပန်ပိုးကူညီမှုအမိရအစီရင်ခံစာမှာတရုတ်ဆိုရပိုင်ကော်မတီတစ်ခုကလေကြောင်းတိုက်ခိုက်မှု၃ဘုံးတွေထုတ်လုပ်နိုင်ဖို့ကူညီပေးနေတယ်လို့ဆိုပါတယ်။ဒါကိုတက်တက်တန်တန်နောက်တစ်မျိုးဘာသာပြန်ရရင်မြန်မာပြည်သူတွေကိုတက်ပစ်နေတဲ့စစ်အုပ်စုရဲ့မဟာဗျူဟာမြောက်စီမံချက်မှာတရုတ်အစိုးရကလည်းကာယကံမြောက်ပါဝင်တက်ပြတ်နေခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီလိုတရုတ်အစိုးရရဲ့ကူညီမှုနဲ့စစ်အုပ်စုကပြောင်ပြောင်တင်းတင်းပြည်သူတွေကိုတတ်နေခြင်းကိုနိုင်ငံတကာအတိုင်းဝိုင်းကသူတို့နဲ့ဘာမှမဆိုင်သလိုမသိချင်အောင်ဆောင်မမြင်ချင်အောင်ဆောင်နေခြင်းကလည်းမြန်မာပြည်သူတွေကိုတွယ်ဝိုက်ကူတတ်ပေးနေခြင်းပါပဲမြန်မာပြည်သူတွေရဲ့အသက်ဟာလည်းတန်ဖိုးရှိတဲ့လူအသက်တွေဖြစ်ကြောင်းကျွန်တော်တို့ဘယ်လိုပြောပြမှနိုင်ငံတကာလက်ခံလာမှာပါလဲ။